စကိုင်းတိုင်းအထက်ပိုင်းဗမောင်မျိုးစစ်ဆောင်ကောမဒီမှရှမ်းပြည်မျိုးသားတက်မတော် SNE ထိန်းချုပ်နယ်မြေတွင်းတို့တိုက်ပွဲဆောင်ပြည်သူများအားနိုဝင်ဘာလ3ရက်နေ့ကတွားရောက်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ ဗမောင်မြို့နယ်မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်ဗမောင်မြို့ပေါ်အလဲရောင်ကံရောင်လက်ပန်းချင်းနှက်မွန်းခေါင်တို့မှအဆန်နေထင်းကျုံနယ်မြေတွင်းတို့တိုက်ပွဲဆောင်ရောက်ရှိနေကြတဲ့တိုက်ပွဲဆောင်ပြည်သူများအတွက်လူတအူးလေလေးတောင်းခွဲကြံ့ုံဖြင့်ဗမောင်မြို့စစ်ဆောင်ကော်မတီကတွားရောက်ထောက်ပံ့လူဒဏ်ခဲ့တယ်လို့စစ်ဆောင်ကော်မတီတာဝန်ရှိသူတအူးထံမှသိရပါတယ်။ အခုလက်ရှိမှာဗမောက်မြို့နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြတဲ့အင်တောင်စု48စုလူဦးရေ180ကျော်လိုအတွက်လူတယောက်ကို4000ခွဲနှုန်းနဲ့တွားရောက်ထောက်ပံ့လူဒဏ်ခဲ့တာဖြစ်ပါတယ်လူဒဏ်ငွေတွေကလည်းစေတနာရှင်တွေရဲ့စုပေါင်းအလူငွေတွေပါလို့သူကဆိုပါတယ် အဆိုပါထောက်ပံ့လူရန်မှုအတွက်ကြာကြီးကွင်းပြည်သူစေကချင်းပြည်နယ်မှာစက်သိန်း၅၀ကဒူးလူငယ်များအဖွဲ့ချုပ်မှာစက်သိန်း၃၀ရှမ်းနီနယ်ပွားလူငယ်များအဖွဲ့ချုပ်မှာစက်ဆန်၅သိန်းရှမ်းနီလူမှုရေးအသင်းမန္တလေးမြို့မှာစက်ဆယ်သိန်း၅၀၀နဲ့စေတနာရှင်ပြည်သူများမှာအသီးသီးလူဒန်းခဲ့ကြပြီးဗမောက်မျိုးစစ်ဆောင်ကော်မတီကတိုက်ပွဲဆောင်ပြည်သူများထံတွားရောက်လူဒန်းပေးခဲ့တယ်လို့သိရပါတယ်ယခုလိုထောက်ပံ့လူရန်မှုအပေါ်ကျေးဇူးတင်ကြောင်းနဲ့တိုက်ပွဲများကိုလည်းရပ်တန့်ပေးစေလိုကြောင်းတိုက်ပွဲဆောင်ပြည်သူတို့ကပြောပါရယ် အခုလိုလာပြီးမှကုညီထောက်ပံ့ပေးတာကျေးဇူးအများကြီးတင်ပါတယ်။အမှန်တကယ်လည်းခက်ခဲနေတာဖြစ်လို့အထောက်ပံ့အများကြီးဖြစ်ပါတယ်။ကုညီလူရန်ပေးခဲ့ကြတဲ့သူတွေနဲ့အဖွဲ့အစည်းတွေအားလုံးလည်းကျန်းမာကြပါစေ၊ချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်။တိုက်ပွဲတွေကိုလည်းရပ်ပေးကြဖို့ပြောချင်ပါတယ်။ကိုအိမ်ကိုရာပြန်နေချင်းပြီးအခုဆိုစဘာတွေရိတ်ရတော့မယ်။တိုက်ပွဲတွေကဖြစ်နေတော့ရိတ်သိမ်းဖို့ကိုအခက်တွေ့နေရတယ်လို့သူကဆိုပါတယ်။ လက်ရှိမှာဗမောင်မြို့နယ်အတွင်းရှိ SNE တပ်မဟာ614ထိန်းချုပ်နယ်မြေများ၌စစ်ဘေးရှောင်နေကြတဲ့တိုက်ပွဲရှောင်ပြည်သူအိမ်တော်စုပေါင်း1000ဝန်းကျင်ရှိနေပြီးရှမ်းပြည်မြို့သားတမတော် SNE နဲ့ KNAPDN ၊ကဒူး PDF ပူးပေါင်းဖွဲ့တို့ကြောင့်စစ်ရေးများတင်းမာကတိုက်ပွဲများလည်းဖြစ်ပွားနေတယ်လို့သိရပါတယ်။